တံပိုးထားမှာကျမတို့ပညာတတ်မှာကျမတို့ရဲ့နိုင်ငံသူနိုင်ငံသားတွေဟာတံပိုးရှိပြီးတော့အစ်စ်မြင့်တဲ့နိုင်ငံသူနိုင်ငံသားတွေဖြစ်ဖို့ပါပဲနိုင်ငံတနိုင်ငံချမ်းသာတယ်ဆိုတာဟာအဓိကဟာပြည်သူပြည်သားတွေရဲ့အရေးချင်းပေါ်မှာအများကြီးထူတည်ပါလေဒီနိုင်ငံမှာတယံဇာတာပစ္စည်းတွေဘလောက်ပဲများနေများနေပြည်သူလူထုဟာအရေးချင်းမရှိဘူးစိတ်ဓာတ်မမြင့်မဘူးဆိုလို့ရှိရင်ကျမတို့ချမ်းသာနိုင်မှာမဟုတ်ပါဘူးဒီနိုင်ငံဟာသဘာဝအဖြစ်အင်တာမကျွဲဝတဲ့နိုင်ငံဆိုကျမလည်းစောစောကပြောခဲ့ပါတယ် ဒါနဲ့ကဘာပေါ်မှာအချမ်းသာဆုံးနိုင်ငံတစ်ခုတချို့ကြီးလိုက်လို့ရှိရင်ဘာတယံစားရပစ္စည်းမှရှိတဲ့နိုင်ငံတွေမဟုတ်ပါဘူး။တဘာဝအားဖြင့်မရှိဘူး။ဒါပေမဲ့မိမိတို့ရဲ့နိုင်ငံသူနိုင်ငံသားတွေကိုတကယ်ယတနာတွေဖြစ်အောင်လို့သူတို့ပြုစုပျော်ဆောင်နိုင်ခဲ့တယ်။ဒီမှာတော့လေဒီတိုင်းပဲ။ဒီမှာတော့ရဲ့ပြည်သူလူထုကိုတကယ်ယတနာတွေဖြစ်အောင်လို့ကျမတို့ပြုစုပျော်ဆောင်ခြင်းနဲ့ဒီလိုပြုစုပျော်ဆောင်မှုဆိုတာဟာကျမတို့စ조사ပြီးတော့ပညာအဆင့်အတန်းပညာဆိုတာကျောင်းပညာအဆင့်အတန်းကိုမြင့်ဖို့ကျမတို့စ조사မယ်။ ဒါနဲ့မပြီးသေးဘူးကျမတို့စိတ်ဓာတ်ရေးရာအရာလည်းညှင့်ဖို့ကျမတို့စူးစမ်းရမယ်စိတ်ဓာတ်ရေးရာအရာမြင်မာလာမခိုင်မာလာမကြီးကြီးလာမကျမတို့နိုင်ငံဟာတိုးတက်နိုင်မှာလားအဲ့ဒီလိုတိုးတက်ဖို့ဆိုတာဟာအားလုံးဝိုင်းပြီးတော့စူးစမ်းရမှာဖြစ်ပါတယ်ပညာမြင့်တင်ရေးအတွက်ဒီနိုင်ငံမှာပညာမြင့်တင်ရေးအတွက်ဒီနိုင်ငံမှာကျမတို့ရဲ့နိုင်ငံသူနိုင်ငံသားများအဆင့်မြင့်ရေးအတွက်အရေးချစ်မြန်မာရေးအတွက်ဘာလို့ပေးနိုင်တယ်လဲဘာလို့နိုင်လဲဆိုတာစဉ်းစားပါ ကိုကိုပိုင်ကိုစိတ်နဲ့စပါကိုကိုကိုပညာရှိတယောက်ဖြစ်အောင်လို့နေပါပညာရှိဆိုတာစာအုပ်တွေအများကြီးဖတ်ထတာကိုပြောတာမဟုတ်ပါဘူးဘဝရဲ့ပြဿနာတွေကိုမှန်မှန်ကန်ကန်ရင်ဆိုင်နိုင်တာကိုပြောတာပါအဲ့တော့ဘဝရဲ့ပြဿနာဆိုတာစောစောကကျမပြောခဲ့သလိုပေါ့ဒီလိုလူ့ကိုအများနဲ့လာတဲ့အခါကျလို့ရှိရင်ပြဿနာလေးတွေကရှိတာပဲကိုတယောက်တည်းထိုင်နေသလိုတော့ဘယ်ဟုတ်မလဲအများနဲ့တူတူထိုင်နေတဲ့အခါကျတော့အပေးယူဆိုတာရှိရတယ် ်တယောက်နဲ့တယောက်နားလည်မှုရှိရတယ်ဟာတယောက်ကတူးလို့ဟိုတယောက်ကပြန်တူးမယ်ဆိုရင်ဒါကဘယ်လိုပြဿနာကိုဖြေရှင်းနိုင်မှာလဲအဲ့တော့ပညာဆိုတာအဲ့ဒါပဲနှစ်ယောက်ထိုင်လို့မရတဲ့နေရာလေးမှာနှစ်ယောက်ဆန့်အောင်လို့ဘယ်လိုလုပ်ယူမလဲဆိုတာကိုအဲ့ဒါစဉ်းစားတာပညာပဲဘာပြဿနာပဲဖြစ်ဖြစ်ဖြေရှင်းနိုင်တဲ့နည်းကိုရှာတာဟာဒါပညာပဲအဲ့တော့အဲ့ဒီလိုနည်းနဲ့ပဲကျမတို့ပြည်သူလူထုကိုပညာရှာစေချင်ပါလေဟိုနေသူကပညာဟာကိုယ့်ကိုဘယ်လိုအကျိုးပြုနိုင်မလဲဆိုတာကိုရှင်းရှင်းကြပါမယ် သုံးသပ်ကြပါနံပါတ်ကျွန်မတို့ရဲ့လူငယ်ចောင်းသားတွေအတွက်လဲပို့ပြီးတော့ကျေပြန့်ပြီးတော့ပို့ပြီးတော့နည်းနည်းပြီးတော့ပို့ပြီးတော့ရေရှည်အတွက်အကျိုးပြုမဲ့ပညာတွေကိုဘယ်လိုသင်ပေးရမလဲဆိုတာတည်းကျွန်မတို့ရဲ့ပညာရေးကွန်ရက်တွေမကပညာရေးနဲ့ပတ်သက်လို့စိတ်ဝင်စားတဲ့ပုဂ္ဂိုလ်များအားလုံးဝိုင်းဝန်းပြီးတော့စဉ်းစားပေးကြပါဒီနိုင်ငံကိုပြန်လဲထူထောင်ဖို့ဆိုလို့ရှိရင်အားလုံးဝိုင်းပြီးတော့စဉ်းစားရမယ့်ကိစ္စပါတယောက်တည်းလုံးလို့လည်းမဖြစ်ဘူးတစုတည်းလုံးလို့လည်းမဖြစ်ဘူး အားလုံးကလုံအောင်ပါပါဒါပေမဲ့ပညာရေးဟာတော့အဓိကပါ